မနက်ကအိမ်အိမ်မပြည့်တက်သွားတော့တင်းဆန်းအောင်လှုပ်ဆက်ပြီးငယ်နောက်ကနေကျွန်တော်ပြေးလိုက်ခဲ့ပါတယ်ဒါပေမဲ့အခန်းတကာလော့ချပြီးတော့အုံုံနဲ့ငယ်ကယုတိရဲ့မိုးတန်နေတိတ်သွားတာမလို့စိတ်ထဲထင်သွားတော့အမှန်ပါပဲအခန်းတကာကိုအားကုန်ဖွင့်ပြီးတော့ဝင်သွားတဲ့အခါမှာတော့ကျွန်တော်ရဲ့ကဘာလေးဟာကျမ်းပြန်မှာလူလိမ့်နေအောင်ထူးလိုက်ရပါတယ်မောင်ရဲ့ဆန္ဒပါငင်း ပြန်လာပေးပါမောင်ဆွေကောင်ကငယ်ဆွေလူသားနဲ့မှပြည့်စုံတာဘူးမထားခဲ့ပါနဲ့နော်ကျွန်တော်လည်းခါကြတယ်မောင်ရပြာဟုတ်ဟုတ်ကဲ့လူနာရဲ့အမျိုးသားပါအာချာပါကျွန်တော်ခေချီရဲမှာတားရမစမ်းပါဘူးဟုတ်ကဲ့လူနာအချင်းနေဘလို့ရှိလဲဗျအာလူနာအစရရအစရမကောင်းတာကိုရဲ့ပြန်နေစာရင်းနဲ့ဝင်သွားတော့အဲ့ဒီရရှိရစီနေဖြစ်သွားခဲ့တယ်။ဒါမှမဟုတ်ဆရာတော့ကောင်းအောင်ဆုံးကုတာပေးထားတယ်။ ဆိုရင်စာတော့မရှိတော့ပါဘူးနောက်တစ်ခါထပ်ပြမယ်ဆိုရင်တော့အတက်အမှခင်ချက်မရှိတော့ view site ပါနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကျွန်တော် view site ပါမယ်ကောင်းပါပြီကိုလိုနာကိုပိုရမီရောနဲ့ထည့်ပေးထားတယ်ခန်းနေဝင်ကြည့်လို့ရပါပြီကြောက်ဆိုရင်ဆရာကိုခွင့်ပြုပါအောင်ဟုတ်ဟုတ်ကဲ့ဆရာဝင်းနဲ့စကားပြောပြပြီးချင်းငယ်ရှိရာအခန်းလေးစီကိုကျွန်တော်ဦးတည်ပြီးတော့သွားခဲ့ပါတယ်။အခန်းထဲကိုရောက်တော့ကတိမော်မှာကလေးလေးတယောက်လိုအိပ်ပျော်နေတဲ့ ငယ်လက်ကောက်ဝိတွေမှာစေတူအတူကြောင့်ရောင်နေတဲ့လက်ကလေးကြည့်ပြီးဝမ်းနေရပဲပါတယ်။မောင်ရဲ့ငယ်ကခန္ဓာရှိမထင်ခဲ့တာဘာလို့ဒီအခြေအနေလေးနဲ့လဲကျသွားခဲ့ရတာလဲ။ပြန်လို့လာရင်မောင်ဆိုရဲကောင်ရဲ့ဟန်ဆောင်အမုန်းတွေဆက်ပြီးခံအောင်မင်ငယ်လိုလို့မလဲ။ထပ်ပြီးထွက်ပြေးဦးမှာမလား။မောင်ပြောထားတာငယ်မိနေပြီထင်တယ်။ ထွက်ပြေးဖို့လုပ်ရင်ပိုးပြီးနာကျင်ရမယ်လို့မမပြောခဲ့ဘူးလားဘာလို့လဲဘာလို့ခုလိုလုပ်ရတာလဲငယ်ကထွက်ပြေးနိုင်မယ်ထင်ပြီးစူးစမ်းကြည့်ပြီးမဲ့အချင်းကြီးပဲဆိုတာငယ်သိထားပါငယ်နာကျင်နေတာသိပေမဲ့မောင်မစနာပေးနိုင်ဘူးငယ်ဘာလို့ဆိုငယ်ထက်အစမတန်တာတဲ့နာကျင်မှုတွေမောင်ခံစားခဲ့ရလို့ပဲခုတော့လွတ်လပ်စွာအနားယူထားပါငယ် နိုးလိုက်တော့ခန္ဓာရင်ရှိအောင်လို့ချစ်တယ်ငဲနဘူးလေးကိုနမ်းလိုက်ပြီးမျက်ရည်ကိုတုတ်ကငဲအတွက်လိုအပ်တာလေးတွေအိမ်ပြန်ယူဖို့ထွက်လာခဲ့လိမ့်ပါတယ်အိမ်ပြန်ရောက်တော့မမကိုတွေ့လဲရပါတယ်မမဘာလာဟုတ်တာလဲ။ဘာမောင်ဆေးဟုတ်တင်ရဲဆိုဘာဖြစ်တာလဲ။ရိုးရိုးဖြားတာပါ။ဖြေထူးထူးမဟုတ်ပါဘူး။မမဘယ်လိုသိလဲ။အော် အဲ့ဒါဒေါ်ကြီးဖုံးဆက်ပြောလို့လေဒရီနဲ့မမီရလဲစိတ်ပူနေကြတယ်။အင်းဘာမှမဖြစ်လို့စိတ်ပူပူနေလို့ပြောလိုက်ပါ။ဟဲ့။နှစ်ပုံစံဘာဖြစ်နေရလဲ။အေးဒီအစ်စင်လဲ။မြေကြတယ်လို့စီယုတ်တင်ထားတာနော်။တည်တယ်ကျွန်တော်လိုအပ်တာလာယူတာခုပြန်သွားတော့မှလက်ချီအောင်မလား။อืมကြည့်မယ်လေအစ်စင်နေတည်ရအောင်။ကျွန်တော်တို့နေရာအင်တာဗျူးကြောင့်မလိုအပ်ဘဲဒရီတို့ကစိတ်မပူစေချင်တာကြောင့်တင်ပြောလိုက်ပါတယ်။အမှန်တိုင်းပြောဖို့လဲမလိုအပ်ဘူးလို့တစ်ဖက်သက်ဆက်ဆံ။ တွေးမိနေရတယ်ပါနေပါတယ်။လိုအပ်တဲ့ဝယ်စားဓမင်းကြိုက်စောင်းနဲ့တခြားပစ္စည်းတွေယူပြီးတော့မနဝါနှစ်ယောက်စီးရင်ကိုပြန်လာခဲ့ပါတယ်။လက်တလျှောက်ဘာစကားမှပြောပြခဲ့ပါဘူး။စီးရင်ရောက်တော့ငယ်နှုံးနေပါတယ်။ဒါပေမဲ့ဟန်ဆောင်ကောင်းတဲ့ကျွန်တော်ကအဲ့ဒီလူသားလေးကျွန်တော်ဘဝထဲတပံပြန်ရောက်လာဖို့တီလာအောင်ပြောနေတယ်ထုံးမပြခဲ့ပါဘူး။ဘာလို့လဲဆိုတော့အတ္တကြီးရဲ့လို့မလို့ပါ။ မောင်อืมတက်တာလားငါဘာလို့ဒီကိုရောက်နေရလဲမောင်လို့ငါမင်းနေရလေဘလို့ရောက်လာရလဲတော်ကြီးကမင်းခန်းထဲမှာလဲကြနေတာတွေ့လို့ခေါ်လာတာငါလည်းခုမှစိတ်ရောရောက်တာရင်းနာနာနဲ့ပဲထပ်ပြီးညာခဲ့ရပြန်ပါတယ်ငါမြင်မာတာလားငါမျက်လုံးထဲမှာ နောက်ဆုံးတွေ့ခဲ့ရတာမောင်လေးတောင်းပန်ပါတယ်လို့အချင်းချင်းပြောနေခဲ့တဲ့မောင်လေး ဘာလို့လင်ရရလဲမောင်မောင်ခေါ်လာတာဘာလို့ပြောလိုက်ရင်ငယ်ဘလောက်ပြောသွားမလဲဆိုတာသိနေလို့လားအဲ့လောက်လေးတောင်ညှော်လင်းလို့မရတော့ဘူးလားဟုတ်တယ်ဒါကြောင့်ငယ်ထွက်သွားခဲ့ရလीဒါပေမဲ့မောင်ကခွင့်မပြုပဲထပ်ပြီးနာကျင်စီပါတယ်မောင်ရက်ဆက်တယ်တွေ့ရင်ငယ်ကြီးတွေကြာလာကြအောင်မတိမတာတော့ပြီးမောင်အောင်မှဖြစ်တဲ့လူကျွန်တော်နှုတ်ဆက်လိုက်ပါတယ်အော် မမလည်းပါလာတာ ਉ အလုံးရှုံးမိစေမိပြီတုံးမမာတယ်နော်မဟုတ်ကြဟာရပါတယ်အခုဟာနီလို့ထလို့ကောင်းရဲ့လားဟုတ်တက်တာပါတယ်ယူဆိုင်ပါနော်ကျူတီရဲ့ဖုန်းလာတာကြောင့်မမပန်အောင်ဖုန်းကင်ပြီးခန်းပြန်ထွက်သွားပါတယ်။မောင်ကတော့ထမင်းစားဖို့ပြင်ပေးနေပါတယ်။အေးဆက်တဲ့ညနာနဲ့ပေါ့။ဘာပဲဖြစ်ဖြစ် ခုလိုကျွန်တော်ဘေးမှာရှိနေပြုံနဲ့အခြေနဲ့နေရကြောင်းဘာမှထပ်ပြီးမလို့ရှင်တော့ပါဘူးမလို့ရှင်တဲ့အရာတွေမှာမောင်အမုန်းတွေပါသလိုမောင်အချစ်တွေကိုလည်းမတောင်းတတော့ပါဘူးမောင်ငယ်နေနိုင်အောင်ကြိုးစားတော့မှဖြစ်လို့မောင်စိတ်ချလို့ရပြီနော်အော်ဟိုတနေ့ရလေမမမိတ်ဆက်ပေးရဲ့ဆက်ဆွဲတရားကိုမမမိလားဟုတ်မမမိပါတယ် อืมตัวอะไรอะคือตะบ้าออกลาจิไม่รู้เลยดิฮะบลูลุบีตัวตีตัวอะแหละอ๋ออะคือไปพ้องเปียวยินสกาซะไม่รู้อ่ะมาเปียวไล่ตาซะสู่ราบดุเลยตะบ้ามางาเม้นนี่เลยบดุเลยลูกโหมัมม่ามัมม่าไม่เสร็จไปดาบาปะจีเสียซูลาอะตันนี่ต่งนี่บีเมยนี่ผีลาได้ไงจ้าวันนี้อ่ะเป็นมาเด้ မောင်ပြင်ငဲ့ကိုဂူးစိုက်တာအလေးပြရမျိုးလုပ်တဲ့လူကိုမောင်မကြည့်ဘူးနိုင်ပါဘူးတဝင်လဲတူပါတယ်ဒါကြောင့်ဒေါသနဲ့မိမိရဲ့အခါမှာအတန်ကျဲသွားခဲ့ရပါတယ်ကျွန်တော်ကောင်းလေးအတော်လန့်သွားတယ်ဒီမှာရင်တောင်းဝင်ပါတယ်ငယ်ခဏကြာတော့အခန်းထဲကိုဆက်ရောက်လာခဲ့ပါတယ်ဘလို့ဖြစ်ရလဲခိုးနေရမှာကောင်းရင်ရှိသေးတာ哦အင်းဒီတိုင်းအခန်းမသိလို့ဖြစ်သွားတာပါစိတ်ပူစရာမရှိအောင် အာဟုံစိတ်မပူရမှာလေစိတ်ုံတက်ရတဲ့ဆိုမှတော့စိုးရင်ရတဲ့အခြေအနေမလို့ပဲလေအင်းမစိတ်ပူပြီလို့ကျေးဇူးတင်ပါတယ်နော်မလိုပါဘူးမင်းအဆင်ပြေရင်ရပြီငါပြင်ထွက်ပေးဖို့လိုပြီထင်တယ်မောင်ရဲ့အရှိုက်ထိစေမဲ့စကားတွေအစာပြိုးလာပါပြီမောင်ဘာတွေတွေးပြီးဘလို့တန်နေရတယ်နဲ့ပြောနေမှန်းငေတိတာပေါ့ဒါပေမဲ့ဒီလိုအချိန်မှတောင်မောင်ပြုတ်ထွက်ပါတယ်ရှင်ဘက်ထဲကအောင်းလိုက်တာအရင်မှပဲမောင် ။ဘာလဲ။သွားပေးရမလား။ယူဆိုင်မှုလိုချင်လို့အခုလိုလုပ်ခဲ့တာပဲ။တိတိုင်။ခမရထင်လွဲနေပြီ။ကျွန်တော်ကယူသသားတငယ်ချင်းပါ။တငယ်ချင်းဟုတ်လား။လင်မယားလုံတန်းစော့ပေါ်စော့ပဲတငယ်ချင်းလား။ခမရစကားရဲ့ရမ်းလုံနေပြီနော်။ကျွန်တော်ကိုမကြည့်ဘူးနော်။မခမရယူထားတဲ့ယောက်ျားကိုခမရလေးစားတဲ့လေးစားရမယ်။ဟုတ်လား။ငါယူထားတဲ့ယောက်ျားကအဲ့လိုလေးစားလိုက်တဲ့ယောက်ျားမဟုတ်ဘူး။မောင်ကျွန်တော်တတိယကြည့်ပြီးပြောလိုက်ပါတယ်။အရန်ခံစားရပါတယ်။မောင်အရင်ကပါတယ်ပဲပြောခဲ့ပြောခဲ့ ငင်းလာခြင်းပဲမဲ့အပြစ်မပြောခဲ့ဘူးခုတော့ဒဇင်းတယောက်ရဲ့ရှေ့မှာတောင် မောင်ဟန်ဆောင်ပြီးကောင်းမပြပေးနိုင်ဘူးလားအသက်ရှူရကြပြီးရင်မထဲကမခံစားနိုင်တော့နာပါတယ်မောင်မောင်ဆိုတဲ့ကျွန်တော်ချေရတဲ့သူကရက်ဆက်တဲ့နေရာမှာတော်တယ်လို့အဆက်ခွဲတဲ့နေရာမှာလည်းတော်နေပြန်ပါတယ်နာကျင်အောင်လုပ်တဲ့နေရာမှာတော့ဆရာကြီးပေါ့ရှက်လဲရှက်ရင်မထဲကလည်းနာအသက်ရှူရကြက်လာတာကြောင့် မောင်မြေကြီးစက်ထင်းသားကိုခွန်အားမရှိတော့လို့မောင်ရုံနဲ့မြေကြီးကြားပေးရစီခွင့်ပြုပါမောင်ဟဲ့မောင်လေးဘယ်လိုဖြစ်တာလဲတိတ်ဆန်းစက်ကိုအားနာစရာကြီးအားနာတယ်ဟုတ်လားဘာကိုအားနာတာလဲသူတို့တော့အားမနာတဲ့မိုးမမြင်လေးမမြင်ဖြစ်နေတာ ਉ တိတာဖြင့်ဘလောက်မှမကြသေးဘူးအခြေအနေတွေကမြန်နေလိုက်ကြတာတဘာမောင်တို့ကဒါမျိုးနေရာမှာလဲတော်တယ်နော်မောင်တော်တော့ အဆိုင်နဲ့သူ့ကိုဘာလို့ဆွဲထည့်ပြီးပြောနေရလဲငါ့ကိုပဲပြောပါဗါလဲမင်းအကောင်ကိုထိလို့နားနေရလားဟမ်မောင်မောင်စကားတွေအရင်လွတ်မလာနဲ့နော်တပတ်လူကိုလေးစားပါဦးလေးစားရမယ်ဟုတ်လားငါဆိုရဲကောင်ကမင်းနဲ့ပတ်သက်ရင်ဘယ်ရောင်မှမတတိဘူးအားလုံးကိုယွန်းတယ်မောင်လွန်တယ်ပြပကကကိုပြောရလိုက်တာကျွန်တော်မောင်ပြီးမှဆက်မနေရဲလောက်အောင်နာကျင်မှုတွေလောင်နေနေခဲ့ပါတယ်ရက်ဆက်ပါတယ်မောင် ရပါလေကိုလာလာကတပါဆင်ပြရလာလာကြည့်တာပါခုစိတ်ချရပြီဆိုတော့ကိုပြန်ပါမယ်ကိုရှိနေရင်တပါအဆင်မပြေပါဆိုလို့ပြီးတော့အာယုံတွေနောက်လာလို့အားကြောင့်ကိုပြန်တော့မယ်နော် you side ဟုတ်ကဲ့ခုလိုတရင်လာမိတာကျေးဇူးပါ you side ပြန်ပါမမပန်ရောကျွန်တော်ပြန်တော့မယ်နော်အေးအေးအာအားနာလိုက်တာဆက်ရဲ့မမောင်လေးအစားအမဒါမှမမာရယ်နော်ရပါတယ်ကိစ္စမရှိပါဘူး ပြန်လာတော့လွမ်းတယ်နေကြညုံမကောင်းလိုက်တာမောင်မတို့ကွာရှင်းအောင်တိတ်ဆန်းလာမပြောနဲ့မင်းကိုယူခဲ့တာကွာရှင်းစင်လို့မဟုတ်ဘူးနားလေလားဒါဖြင့်ဘာလို့ဘာလို့များခုလူတွေပြောပြီးဆက်ဆံနေရလဲငါ့ကိုလွတ်ပေးပါတော့ပါလေငါစီကထွက်ပြေးပြီးဟိုကောင်နဲ့ဇက်ပေါင်းထုံမယ်ပေါ့ဟုတ်လားမောင်တော်ပါတော့ငါခံနိုင်လုံးဝမရှိတော့ဘူးငါနဲ့ခံနိုင်မရှိဘူး ဟိုကောင်နဲ့ကြာตายရလိုက်တာငယ်ထပ်ပြီးတောင်းမှန်ပါတယ်ငယ်ကိုမြေကြီးချောင်းမယ်လို့တတဲမောင်ဥထားခဲ့ပါတယ်နော်မောင်ကငယ်မြေကြီးချောင်းဘလောက်တောင်နာကျင်နေရလဲဆိုတာငယ်မသိပါဘူးဒါပေမဲ့မောင်ကငယ်မြေကြီးတွေနဲ့ပဲအသက်ရှင်နေတဲ့သူပါမောင်မဟုတ်တဲ့တခြားသူကိုငယ်ပြုံးပြပြီးခ িউ ဆိုင်ပေးနေတာကိုမောင်လုံးဝမကြက်ဘူး ဒါကြောင့်မောင်တမင်ပြောလိုက်တာပါငယ်။ငယ်မောင်ကိုမုန်းလို့ရတယ်။မိပြဖို့တော့မကြိုးစားပါနဲ့နော်။ထွက်ပြေးပြီးထားခဲ့ဖို့ကိုလည်းမလုပ်ပါနဲ့ကွာ။ငယ်သာမောင်နားရှိနေလုံလောက်ပြီမို့လို့မောင်အတာတွေကြားထဲမှာငယ်နေသားချအောင်ပဲကြိုးစားပေးပါ။တိတ်ဆန်းချက်တည်မရှိလာမငုံနဲ့။ထမင်းစားမယ်။ထ။ကဲမမလည်းပြန်တော့မယ်။မောင်လေးနေတပတ်ထမဆူနေနေအောင်နော်။နေရာတိတ်ကောင်းတရားမဟုတ်။ချလား။အင်းပါ။ ရိုးစိုက်ပြန်တမင်းစားနေတော့မောင်မှနှုတ်ဆက်ပြီးပြန်သွားခဲ့ပါလေခုတော့အခန်းထဲမှာမောင်နဲ့ကျွန်တော်နှစ်ယောက်တည်းပဲရှိပါတယ်တမင်းစားပြီးတော့ငဲကိုရေဘက်တိုက်ပြီးပြီးအဝေးစားလေးပြီးကိုပြင်လိုက်ပါတယ်ဒီဘက်နဲ့ရေဘက်တိုက်မယ်ပြီးရင်အဝေးလဲရမယ်ရှာတယ်မဘာသာလုံးမယ်ဗစက်ပိတ်ထားလုံနေတော့ကောင်းမွန်နေပြီးမှချက်တည်းမရှိလာမုံငုံနဲ့ ညွန်းတယ်။အော်မောင်ရဲ့မကြည့်ဘူးရင်မလုပ်ပြပါနဲ့။နေရအဆင်ပြေပါလေ။မောင်စီကဂိူးဆိုင်မှုတေးသေးလေးအစားမျောလင်းမိတာမို့မောင်ကြည့်လူတော်ဘယ်နေရချင်တာပါ။ခုတော့ဝမ်းနေလိုက်တာမောင်ရဲ့။ချက်ဝတ်တယ်။ဟမ်။ဒါရတယ်ငါဘာသာငါလဲလိုက်မယ်။ရေချိုးခန်းနဲ့သွားပြီ။ဘာမင်းယောက်ျားနော်။ငါမဟုတ်တဲ့လူနဲ့တောင်အဝိစက်လက်ဖြစ်နေဖြစ်ခဲ့သေးတာပဲ။ မင်းယောက်ျားဖြစ်တဲ့ငါမင်းခန္ဓာကို မြင်ွင့်မရှိဘူးလားခုမှလာရှက်ပြမနေစမ်းပါနဲ့ကွာရဲစရာကောင်းငါမောင်းတော်ဟာတာလားမောင်းရပါလေမောင်းဟာရီရတာဆိုလို့လေရီလိုက်ပါမောင်းအ ਨੇ ဆုံးတော့ငါကြောင့်မောင်းရီပြစ်ခဲ့တာပဲဆိုတဲ့အတီးနဲ့ခြေနဲ့လိုက်ပါမယ်ခြေနဲ့မှတော့မကောင်းဘူးပေါ့မောင်းရဲ့မောင်စကားလုံးတွေကြောင့်ငါအချင်းချင်းတီးခဲ့ရတာမောင်းသိရလား ချစ်ခဲ့မိတာနောင်နာရလိုက်တာမောင်ရယ်ဘဝမှာအကြီးမားဆုံးမမောင်ကိုချစ်ခဲ့မိတာပဲဟုတ်လားဒါဆိုငါရောဟမ်နွားဖြစ်ကံပြီးမင်းကိုရအောင်ယူခဲ့တဲ့ငါရောမင်းမအဖြေမရှိဘူးမလားမဖြေနိုင်စကားတွေအယမ်းလာမှများနဲ့ဝတ်စားလဲမယ်မောင်စိတ်ထဲမှာအခုချိန်ဒီအတိတ်ကအရေးဆိုရင်ကင်းရောက်နေတော့မယ်လားဘာလို့မပြဖို့မစူးစမ်းကြည့်ရလဲမောင် ငါခံရတဲ့သူပါငါတော့မပြစ်နိုင်သေးတာပဲလေမောကဘာလို့လဲငယ်ဝတ္တူချက်ပြရင်ကျွန်တော်မြေကြီးဝိုင်းလာခဲ့ပါတယ်ဖြူဦးပြီးမထီးရဲ့မတို့ရဲ့ဆရာခန္ဓာကိုယ်လေးဒီခန္ဓာကိုယ်လေးဟာပဲကျွန်တော်ဘဝကိုအသေးတက်ခဲ့တာပါပဲမောကရက်ဆက်ပြင်မဲ့အဲလောက်တော့မောင်မရက်ဆက်နိုင်သေးဘူးငယ် တွေးနဲ့အတိတ်ကဘုံတွေကိုမြင်အောင်နေခဲ့ပါတယ်။ကျွန်တော်ရဲ့ခြေရသူကသူ့ရဲ့အသွေးနဲ့အသားနဲ့ရင်းပြီးခရင်မမအင်းယူနေခဲ့ပါတယ်။ကျွန်တော်အချစ်တွေကအဲ့ဒီဟာမှာပဲတောခတ်ခံလိုက်ရပါတယ်။မချစ်လို့တော့မဟုတ်ပါဘူး။ချစ်လို့လို့ဖြစ်ပါလိမ့်မယ်။နောက်ဆုံးတော့ဝစ်စားလေးပြင်နိုင်ခဲ့ပါပြီ။ရှင်နေ꿰ခဲ့ရတဲ့ခန္ဓာကိုယ်လေးကိုကျွန်တော်မုန်းမိမယ်။မထီးရမကန်ရပါ။ သူခံစားနိုင်တဲ့အဆုံးဤသူခံနဲ့ပြင်ဝင်ရတဲ့အခုမောင်ရီသူခံနဲ့မှအတန်တိတ်ငိုနေရတယ်တိတ်ချစ်တယ်မောင်တပိနာချင်ရလဲငဲ့ချစ်တယ်ဒီတိုင်းရှိနေပါပါမောင်ပြောဖို့အတွက်နှလုံးသားနဲ့လည်းရှင်းနိုင်ပါတယ် တောင်းမပါရရလွယ်ပြီးမောင်စီမှာပြောစရာစကားမရှိလို့ခွန့်လွတ်ပါငယ်ဘာအဲဟူသိချစ်တာပေါ့ဒါပေမဲ့မောင်ထုတ်ပြမှာမဟုတ်ဘူးဒါကြောင့်ငယ်မမျော်လင့်ပါနဲ့ဘောင်းဘေးမှနေပြီးတော့နာကျင်မှုတွေကခံယူပါငယ်ချစ်တယ် ေးရုံမှာတစ်ပတ်လောက်နေပြီးဆရာဝန်ကြီးတွေကဆင်းလို့ရပြီဆိုလို့ခုတော့အိမ်ပြန်ရောက်နေခဲ့ပါပြီဆေးရုံကဆင်းပြီးနောက်မောင်ကျွန်တော်ကိုအစားအသောက်နဲ့ပတ်သက်ရင်ဂယူးဆိုင်ပေးတတ်ပေမဲ့အရာအလုံးကပုံမှန်ပါပဲစကားပြောရင်နားချင်းရတယ်မြင်နေရရင် အပြည့်ရှိတယ်လို့ခံစားနေရတယ်ဒီနေ့ကျွန်တော်အမေဆုံးတာ၄နှစ်ပြည့်မောင်နဲ့ကျွန်တော်လမ်းခွဲတဲ့နေ့ဆိုလည်းမမားပါဘူးဒါကြောင့်မောင်နဲ့လက်ထပ်ပြီးကြတဲ့အဆက်အသွယ်ဖြတ်ခံထားရတဲ့ တူတဲသောညမာလေးစီဖုန်းဆက်ဖို့အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။အောက်ထပ်ရောက်တော့ဖုန်းနံပါတ်လေးတစ်ခုကိုနှိပ်ပြီးဖုန်းဆက်လိုက်ပါတယ်။ဖုန်းဝင်ပြီးခဏကြာတော့တစ်ဖက်ကဖုန်းကင်လာခဲ့ပါတယ်။ဟယ်လိုမရှိပါစီးသားမောင်ပြောနေပါရဲ့။ဟယ်လိုညမာလေးကိုကိုပါ။ဟမ်ကို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 ဘာလို့ထားကြည့်ရလဲ။ဘာလို့လဲ။ကိုကိုတောင်းပန်ပါတယ်။ကိုကိုမှရွေးချယ်စရာမရှိခဲ့လို့ပါ။ လာကျင်တာပေါ့ဒါပေမဲ့ဒါပေမဲ့လောလောဆယ်မဖြစ်နိုင်သေးလို့ပါနော်ကိုကိုနားလည်ပေးပါကိုကိုအဆင်ပြေရဲ့လားဘာလုပ်နေလဲကိုကိုအဆင်ပြေပါတယ်ညီမလေးသာလင်းလင်းမာမာနေပြီးကျမရဲ့ခူးဆိုင်နော်ညီမလေးကပတ်တီကျန်တာလို့ရအလုံးအဆင်ပြေပြီပါတယ်ကိုကိုတောင်းပန်ပါတယ်ကဲထားပါဒီနေ့အမေဆုံးတာလင်းနေပြင်နော်အမေကိုရည်စူးပြီးကုသိုလ်လုပ်ပေးဖို့ကိုကိုပြောချင်တာညီမလေးသိပါ ာပဲဘုံကြီးတောက်မှဆုတ်ခဲ့ပြီပြန်လာကိုကိုလည်းလုတ်ပေးရမယ်နော်လုတ်ပေးမှာပေါ့စိတ်မပူနဲ့နော်ကိုကိုအချိန်သိမ့်မရလို့ဖုန်းချလိုက်တော့မယ်လင်းလင်းမမနေပါဟုတ်ဟုတ်ကဲ့တရားပါကိုကိုပြန်လာပါတော့နော်လာမှာပေါ့ကဲကိုကိုစီစားလေးကလိမ့်မပါရဲကွာမငုံနေတော့နော်တိတ်တိတ်ဟုတ်ဒါပဲနော်ကိုကိုဖုန်းချလိုက်တော့မယ်ဟုတ်တပါဟင်မော် အဲမောင်ပြောလေဘာလုပ်ပေးရမလဲအပြင်သွားမလို့ဩသွားလေမိုင်းမှာကောင်းကောင်းနေခဲ့ပါမယ်မင်းနဲ့မင်းနဲ့သွားမှာကျွန်တော်နားကြမှာသွားရတာဘယ်တော့မှကျွန်တော်နဲ့အပြင်မသွားချင်တဲ့မောင်ကခုတူတူသွားမယ်လေလေဝမ်းတာရမလားဝမ်းနေရမလားဝေဝဲရခက်နေပါလေမလိုက်ဘူးလားဟမ်လိုက်မှာလိုက်မှာခဏပဲစောင့်ငယ်ပြင်သိမ့်မသွားချင်ဘူးထင်ပါရဲ့ အပေါ်တက်သွားတာဘလောက်မှမကြလိုက်ဘူးခုပြန်ရောက်လာပါပြီအင်းကြီးဖြူကိုပစိုးအနယ်လေးနဲ့တွဲဝတ်ထားပြီးဖြူဥနေတဲ့အသားရည်လေးအောင်မှာပန်းအောင်တန်းနေတဲ့နှခမ်းသားလေးကဆွဲမစရာကောင်းလာပါတယ်နှစ်ဘူးကဝေးကြနေတဲ့သပင်လေးတွေကလည်းကျွန်တော်အာရုံကိုဖန်ဆားထားပြန်ပါတယ်မြင်လို့ရပါတယ်ငယ်ဆိုရဲအဲ့ဒီသူသားရဲ့အစိတ်ပိုင်းတစ်ခုချင်းစီကိုမောင်ကြာသွားလားကျွန်တော်ယူရောမထင်နဲ့ ျွန်တော်ရှိမှာသွား36လုံးပေါ်အောင်ရေပြနေတဲ့အကောင်ပေါင်းကြီးတကယ်ပါပဲဆွဲနှမ်းလိုက်ရမကြပါဘူးသွားမယ်လားဖယ်သွားမှလည်းစကားမများနဲ့ရောက်ရင်တိလိမ့်မယ်ငယ်ကအဲ့ဒီလိုလဲချစ်ဖို့ကောင်းတတ်ပါသေးတယ်တိတ်ဆိုရနဲ့ဘာသာမှမဝင်ကြရတော့ချစ်လိုက်တာငယ်ရ ဒီနေ့ငဲအမိဆုံးတာလေးနှစ်ပြည့်ပြီလေကျွန်တော်နဲ့ငဲလမ်းခွဲနေဆိုလဲမမပါဘူးဒါကြောင့်ငဲအမိအတွက်ရည်စူးရင်အမတ်တရားလေးဖြစ်အောင်ကျွန်တော်စီစဉ်ထားပေးတဲ့အရာလေးစီငဲကိုခေါ်သွားနေခဲ့ပါတယ် ရောက်ပြီးဆင်းတော့လာဒီဘက်ကိုအော်ဒါတော့ရောက်လာကြပြီပဲဆီယမကမျောနေရလာလာဟုတ်ဆီယမငဲလာလေဖခင်ယူပြီးကလေးကမကြဘူးလေမောင်စီကငဲဆိုတဲ့အတန်လေးပျော်လွန်လို့အသက်ရှူတောင်ကြည့်ရပါတယ်မောင်ရဲ့ဆီယမဒါကကျွန်တော်အမျိုးသားနာမည်ကတပါမောင်ပါအော် လူနဲ့နံပါတ်လေးနဲ့လိုက်ပါရဲကွယ်ချစ်စရာလေးဟဲဆရာမကဒီမိပမ်းမဲ့ခေယာကျောင်းဆရာမကြီးမှတ်ထားနော်ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဆရာမဆရာမကလည်းဝမ်းသာပါတယ်ထိုင်ကြအောင်နော်ခဏနေဒီကတရုံးနဲ့အလူကြောင်ကလေးတွေအားတိုက်ကြရင်ကုသူကြတာပေါ့ကျေးဇူးတင်ပါတယ်မောင် อืมဘာလို့ငိုနေရလဲတမလွန်ကအမေသိရင်ဝမ်းနေနေပါလေဟုတ်ဝမ်းတာလို့ကြားတဲ့မျက်ရည်တွေပါနေဒီနေ့ကိုအမြဲမက်ရနေမှာပါမောင်မောင်ကတော့မေ့ပြစ်နေခဲ့တာမောင်ဘယ်တော့နာကျင်နေရမလဲငဲတိပါနဲ့တောင်းမှမှာတယ်မောင်မောင်ငဲကိုခွင့်လွတ်ပေးပါလို့မတောင်းဆိုရပေမဲ့ငဲမဖြစ်မနေအခြေအနေရောက်ခဲ့ရလို့ပါလာ ခုမှမုတ်ကြွေးတော့မယ်သွားဟုတ်မောင်ကျွန်တော်ဘလောက်ပဲနားချင်နေပါစေငယ်လေဒီနေ့မှပဲသူ့အမိကိုဆုံးရှုံးခဲ့ရတာမို့ငဲကိုပြောသိချင်ပါတယ်ဒီနေ့တည့်ရစာဖို့ဗျာဒါကြောင့်ငဲပေါ်စိတ်တရဖြစ်လာတဲ့ခံစားချက်အတိုင်းနေပြီးဖို့ဆုံးဖြတ်ခဲ့ပါတယ်ကျွန်တော်ငယ်ပြောနေလိုက်တာဗျာ ပြုံးလို့ပြောလို့ကလေးနဲ့စော်နေတာအချစ်ပူရပြန်ပါတယ်ငယ် ကဲကြော်တော့ပြီးစော့နေရရက်တော့ပြန်မယ်ခဏခဏလောက်ထပ်စော့ခြင်းသေးတယ်နော်နော်မောင်းလို့ဘလို့ဟာလေးမှန်းလည်းမသိဘူးရှင်ဝင်နဲ့ခေါင်းလေးထုတ်ပြီးချွဲနေတဲ့အကောင်ပေါင်လေးကိုကျွန်တော်ဘလို့ညင်းရမှာလဲဗျာဘာဟုတ်ခဏလေဒီလောက်ချွေးထွက်နေတာကိုမရဘူးပြန်မယ်မောင်းရခဏလေးပဲလေနော်နော်လို့ကျွန်တော်ခွင့်ပြုပေးခြင်းပေမဲ့ချွေးတအားထွက်နေပြီလို့ခွင့်မပြုနိုင်ပါဘူး အပူချက်ပြီးဖျားမှဆိုရင်လည်းပါတာပေါ့ကိုဘသားပဲပြန်လာခဲ့လိုက်တော့ငါပြန်မယ်ဟင်မောင်လိုက်မှာလို့စောင်းမောင်ကလမ်းမှာကျွန်တော်ကိုဖြော်ရည်လေးဝဲတိုက်ပါတယ်ခဏနေတော့လမ်းပြခုံလေးတစ်ခုံတွေ့ရနေကျွန်တော်အိုက်ခုံလေးမှာထိုင်ဖို့မောင်ကိုခေါ်လိုက်ပါတယ် ဒီနေ့တော့တကယ်ကျေးဇူးတင်ပါတယ်နော်မောင်ရမ်းပြောခဲ့ရလို့ငယ်တခုလောက်မေးလို့ရမလားမောင်အင်းမောင်ငယ်ကိုချစ်လိုက်ရင်အေးဆုံးပြီးမေးလိုက်ပြီမဲထင်ထားတဲ့အတိုင်းပဲမောင်ဘက်ကတုံ့ပြန်မှုမရှိခဲ့ပါဘူးရပါတယ်မောင်မောင်စီမငယ်ကိုချစ်တဲ့အချစ်တွေမရှိတော့ရင်တော့ငယ်မောင်နားမှန်နေခွင့်ရလို့ကြည်နက်ပါတယ်ချစ်တယ်မောင် ပြီးရင်ပြန်ကြမယ်လေအေးတွေတိုက်နေပြီဟုတ်မှာအင်းရောက်တော့ကျွန်တော်ဖျားချင်းလို့ဖြစ်လာပါတယ်ဒါပေမဲ့လူကနှုံးနေရာကြောင့်လို့ထင်ပြီးရေချိုးလိုက်ပါတယ်ရေချိုးပြီးမှလူကပုံပြီးနေတိုင်းမကောင်းတာမို့အဲ့ရတဲ့ဝင်လဲနေလိုက်ပါတယ် ရှစ်နိုင်အောင်ထိုးနေပြီငယ်သမီးမစားဘူးလားဘာလုပ်နေတာပါလဲတပါတပါသမင်းစားမယ်ဇက်ဇက်ကအော်ရင်အိမ်မို့တက်ခဲ့ပါတယ်အိမ်နေတဲ့ငယ်ကိုနှိုးဖို့အနားကိုသွားလိုက်ပါတယ်လက်ကလေးကိုခံလိုက်တော့ပူချစ်နေပါတယ်ငယ်ကတော့ဖြစ်ပြန်ပြီအဲ့ဒါနဲ့ပဲရေဘက်တိုက်ပေးဖို့ပြင်ရပါတယ်ဒီဘက်တိုက်ပြီးငဲ့ဦးတို့ကစိတ်တက်ရပြန်ပါတယ် မျက်လုံးတော်မူဖွင့်ပါပဲကျိုးရလေးစားပြီးဆေးတောက်ခါပြန်ဤသွားခဲ့ပါတယ်။စောအလုံးလုံးပင်မန်းပြီးဖြားသွားတဲ့ချေရသူလေးကိုနိုင်ရင်ရှင်ကွန်လေးထဲမှာတင်းချက်စွာဖတ်ထားကအိတ်လိုက်ပါတော့တယ်။